န်ဖီမှာလီဗာပူးကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံးမန်ချက်စတာယူနိုက်တက်ကစားသမား9ယောက်မင်္ဂလာပါဗျကိုကိန်းစတာဖုတ်ဘောရှူအနီချူဒူဝါရီကျွန်တော်ဒီကမှာအန်ဖီမှာကိုနစ်ဂျာနိုင်ပွဲမရခဲ့တဲ့စန်ချိန်ကိုအဆုံးသတ်ခဲ့တဲ့ပွဲကနေလီဗာပူးကိုအနိုင်ယူပြခဲ့တဲ့မန်ယူနိုက်တက် ်ကစားသမားဒီနေရာမှာကျွန်တော်အကြိုက်ကစားသမား9ယောက်ကိုရွေးထုတ်သုံးသက်ဆွေးနွေးပေးသွားခြင်းပါတယ်။ဒီအကြိုက်ကစားသမားတွေကကျွန်တော်စိတ်ကြိုက်တည်သက်ရွေးချယ်ထားတာပါ။ကျွန်တော်ညီကိုရင်းနဲ့အမြင်ချင်းတူမတူအခုပဲခံစားလိုက်ရအောင်ခင်ဗျာ။နံပါတ်9နေရာမှာရှိနေတဲ့အကြိုက်ဆုံးကစားသမားကတော့ဒီနေ့ပွဲတွေမှာ twin go တကူ twin ယူပြီးသွားတဲ့ Brian Ambumo ဖြစ်ပါတယ်။ Ambumo ဒီ Matias Cunha ဘက်ကဘောလုံးသိမ့်မထွက်တဲ့အချိန် Ambumo right side back ကတောက်လျှောက်ဘောလုံးထွက်တဲ့အမ်ပူမိုနဲ့အာမဒီယာလိုတို့ရဲ့အတွဲဖက်အနေလီဗာပူးကစားသမားတွေဒီအတော်လေးအာယုံစိုက်ပြီးတော့တချို့သော counter attack situation တွေကိုကစားသွားခဲ့ရတယ်။ဒါ့အပြင်အခွင့်အရေးကိုရရင်ရတယ်လို့ပပနဲ့နဲ့အသုံးချနိုင်တဲ့နေရာမှာ Brian Ambumo ဒီထိတ်ဆုံးအောင်ပါတယ်။ Ambumo နဲ့ပတ်သက်ပြီး Avantoni Ambumo အတွဲအဖက်ခေကရေကကျွန်တော် Brentford မှာကြီးခဲ့ပူပါတယ်ဒီဘဲတွေက Thomas Frank ရဲ့တပည့်တွေလို့မပြောအောင် အဲ့လိုအလေးငိုက်ဒီမှာဘယ်လိုလှူရှားရမလဲပြိုင်ဘက်အသင်းကိုဘယ်လိုမျိုးအလစ်ထိုးရမလဲကောင်းကောင်းနားလေသဘောပေါက်တယ်သူတို့ရသွားတဲ့ဂိုးဆိုရင်ဘရူနိုရဲ့ပါနတ်မှုလည်းပါတာပေါ့ဗျာဒါပေမဲ့အမ်ဘူမိုကလည်းတိတ်တုံဆိုင်မနေဘူးထွေပြားမနေဘူးသူလောက်ရမဲ့လှုပ်ကိုအကောင်းဆုံးလှုပ်သွားခဲ့တယ်ဒါတွေမကသေးဘူးမိနစ်တောက်လျှောက်ပေါ့နော် သူကစားခွင့်ရခဲ့တဲ့အချိန်လေးအားလုံးမှာစွမ်းဆောင်ရင်ခေါင်းအပြည့်အဝပြသနိုင်ခဲ့တဲ့အတွက်ကျွန်တော်ကတော့ Brian Ambu ကိုအကြိုက်ဆုံးနံပါတ်5အဖြစ်ယူပီးခြင်းဖြစ်ပါတယ်ခင်ဗျာ ကဲကျွန်တော်ကြိုက်တဲ့နံပါတ်၄နေရာမှာရှိနေတဲ့ player ကတော့လူစားမလဲခင်အချိန်ထိ Liverpool တင်းရဲ့အဲ left side တနေရာမှာအကောင်းဆုံးလှရှားသွားခဲ့တဲ့ right wing back အဖြစ်ကစားသွားတဲ့ အာမတ်ဒီယာလို့ဖြစ်ပါတယ်အာမတ်ဒီနေ့ပွဲစဉ်တော်တော်ကောင်းတယ်အဲ့တော့အာမတ်ဒီဒီ right wing back အဖြစ်ငကိုကလေးကရူဘင်အမော်ရင်ရဲ့3 back တန်းမှာယူဆခဲ့တဲ့နော်ဒီလိုသုံးမယ်လို့ယူဆခဲ့တဲ့ကစားသမားပေါ့ဗျာတကယ်တမ်းသုံးတဲ့အခါမှာလဲ wing back ကစားသမားအဖြစ်ပီ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 ကစားပေးနိုင်ခဲ့တယ်ဒီနေ့ပွဲမှာကျွန်တော် Brian Ambumo ရဲ့စွမ်းဆောင်ရည်ပိုင်းကောင်းမွန်မှုတစ်ခုတည်းကိုပဲထက်တွက်လို့မရဘူးအဲ့ဒီ right side မှာအာမတ်ဒီယာလိုရဲ့စွမ်းဆောင်ရည်ကြိုးစားအားထုတ်မှုကလည်းအပြည့်အဝမြင်ခဲ့ရပါတယ်အထူးသဖြင့်အာမတ်ဒီယာလိုရဲ့ dribbling နဲ့ကြော်တဲ့ပုံစံတွေမြ တယ် attacking action defensive action တော်တော်လေးကောင်းမွန်ခမ်းနားတယ်အဲ့ဒါကြောင့် right wing ဘက်မှာဒီကိုဓာတ်လို့ပြန်လဲနေရာရဖို့ဆိုတာမလွယ်ဘူးဒါမဲ့ left wing ဘက်မှာဓာတ်လို့နဲ့ dog ကိုနှစ်ယောက်ပေါ့နော်အပြိုင်ဆိုင်ပုံစံမျိုး hubin amorin သုံးလာနိုင်တယ် right wing ဘက်ကတော့ အမဒီယာလိုအတွက်ဖြစ်သွားပြီလို့ထင်ပါတယ်ဒီနေ့ပွဲမှာလည်းအမဒီယာလိုသည်သူ့ရဲ့ခြေသွမ်းကိုဆက်လက်မှတ်ကျောက်တင်ခံနိုင်ခဲ့ပါတယ်အဲ့တော့ကျွန်တော်ကတော့အမဒီယာလိုကိုအကြိုက်ဆုံးနံပါတ်၄နေရာမှာရွေးပေးလိုက်ပါတယ်ခင်ဗျာကဲ၃နှစ်တက်ကစားသမားတွေကပွင့်လင်းပြောတော့အကုန်လုံးကြိုက်တယ်အကုန်လုံး man of the match ပေးခြင်းဒါပေမဲ့တယောက်ကိုပဲပေးရမှာဖြစ်တဲ့အတွက်၃ယောက်လုံးကောင်းတယ်ဆိုရင်ပဲအစင်လိုက်အတိုင်းပဲကျွန်တော်ရွေးပေးပါရစီနံပါတ်၃နေရာမှာရှိတယ်ကျွန်တော်အကြိုက်ဆုံးကစားသမားကတော့ကိုသမားလေး Lemons ဖြစ်ပါတယ် United ပြည်သက်တွေကတော့ Lemons ကိုအခုချိန်မှာတော်တော်လေး ကျွေနေကြတယ်ပေါ့နော်ကျွေလဲကျွေခြင်းစရာပဲဗျာဂိုသမားတယောက်က ခံစစ်မှုတွေရဲ့စိတ်ကိုလုံခြုံမှုပေးတယ်။ကိုသမားခေါင်းမရှိတဲ့ခံစစ်တန်းသည်မပ္ပရာမြေလူသလိုပဲ။တစ်ခုနဲ့တစ်ခုကဆက်ဆက်နေတာ။ခံစစ်မှုကောင်းကောင်းမရှိတဲ့ခံစစ်တန်းရှိမှစောင့်နေရတဲ့ DM ကစားသမားတွေသည်လည်းမပ္ပရာမြေလူနေသလိုပဲ။သူကအကုန်လုံးဆက်ဆက်သွားတာ။အဲ့တော့လမ်းမန်းရှိခြင်းသည်အန်ဒရီအွန်နာရှိတဲ့စိတ်ခံစားချက်တက်ကော LD ဘီန်ဒါရှိတဲ့စိတ်ခံစားချက်တက်ကောပို့ပြီးလုံခြုံတယ်။ပွဲစဉ်ကနှစ်ပွဲပဲရှိနေသေးတဲ့အတွက်ကြောင့်အရင် hype တာမဟုတ်ပေမဲ့ ဒီပွဲနှစ်ပွဲမှာတော့ကျွန်တော်တို့အဲ့လိုစိတ်ခံစားချက်မျိုးရခဲ့တယ်ဟာလမ်းမန်ကဆောင်းရင်းကောင်းတယ်ဗန်ဒါဆာလိုမျိုးပီတာရှမိုက်ကယ်လိုမျိုးသိရမလားတဟဲရလိုမျိုးကျွန်တော်ပြောတာမဟုတ်ဘူးနော်ဒီနှစ်ပွဲအတွက်တော့လုံခြုံစိတ်ချမှုအပြည့်ဝသူပေးစွမ်းနိုင်တယ်ဒါကပွဲကြီးပြိသက်တွေလည်းအိတ်ခံစားချက်ကိုရမယ်လို့ထင်တယ်ကျွန်တော်တယောက်တည်းရတာမဟုတ်ဘူးဗျာ United နောက်ခံကစားသမားတွေနေရတာမဟုတ်ဘူးအဲ့ဒီပွဲကိုကြည့်နေတဲ့ United ပြိသက်ကို Liverpool ပြိသက်ကိုရတယ်ဟာဒီကောင်နေရာယူပုံတွေကကောင်းလိုက်တယ်ဖန်တာတွေကမဆိုးဘူးအတုလို့သူအကောင်းဆုံးလုပ်နေတယ်ဆိုတော့ခံစားချက်မျိုးပေါ့ 这就讲。 ခေါင်းကြီးတို့เนาะဓလစ်တို့လူရှောတို့ရုံုံကြည်ကြည်နဲ့ရှေ့မှာကစားသွားနိုင်ရဲ့ဒါဒီလမ်မန်စပေးတဲ့စိတ်ခွန်အားလုံခြုံမှုစွမ်းရည်ပဲဖြစ်ပါတယ်အဲ့တော့လမ်မန်စကတေးကြတယ်ဒီပွဲနှစ်ပွဲလုံးမှာအမော်ရင်စိတ်ကြိုက်ကစားပြသွားခဲ့တာသူတို့အနေနဲ့လမ်မန်စကိုเนาะဈေးကွက်ပိတ်ခံဒီမှာခေါ်လိုက်တယ်တော်တော်ကောင်းသွားတယ်လို့ပြောရမယ်အဲ့တေးဘီယန်နာတို့အိုနနာအိုနဲ့ဆိုတာနှစ်ပါးသွားနေမလွယ်ဘူးเนาะလမ်မန်စဒီယူနိုက်တက်အတွက်လမ်းကြောင်းမှန်ကိုဆွဲတင်နေတဲ့နေရာမှာရှေ့တုန်းကပါတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်လို့တော့ကျွန်တော်ယူဆပါတယ်ဒီထက်ပိုပြီး ယုံကြည်မှုရှိလာမယ်တည်ငြိမ်လာမယ်ဆိုရင် David De Gea နောက်ပိုင်းမှာ Lemons ကလည်းမျောလင်းခြင်းစရာအကောင်းဆုံးသောကစားသမားတစ်ယောက်ဖြစ်လာနိုင်တယ်ဗျ။ Okay ဒီတစ်ခါကျွန်တော်အကြိုက်ဆုံးနံပါတ်1နေရာမှာရှိနေတဲ့ player ကတော့ United အကြိုက်ကစားသမား9ယောက်ရွေးချယ်တဲ့အခါတိုင်း မပါမဖြစ်ပေါ်ဗျာ Bruno Fernandes ဖြစ်ပါတယ်အဲသူကိုယ်တိုင်ပြောတဲ့စကားကတော့ Fernandes လို့ပြောလိုက်တာဗောနော်ကျွန်တော်တို့အခေါ်ကတော့ Fernandes ပေါ့ထားပါတော့ Bruno Fernandes ပေါ့ United ရသွားတဲ့တွင်းကုန်းတစ်ကိုယ်လုံးမှာပါဝင်ပတ်သက်ခဲ့တဲ့ကစားသမား Bruno Fernandes ပထမရသွားတဲ့တွင်းကုန်းဆိုလဲ Fernandes နဲ့တယ်နော်မြ мян ပေးလိုက်လို့နော်ဒုတိယမြောက်ရတဲ့တွင်းကုန်းကတော့ သူတည်းရိုက်ဖန်တီးပေးတာပေါ့အဲ့တော့ United နိုင်ပွဲတိုင်းမှာ Fernandez ကြိုးစားအားထုတ်မှုမပါဘူးကွာဆိုတော့ပွဲရရှားတယ် Bruno Fernandez ရဲ့ကြိုးစားအားထုတ်မှုအမြဲတမ်းပါတယ်အဲ့လိုကောင်းကြီးအဲ့တော့ကြောင့် Salas တပည့်တွေရဲ့ဟိုနောက်ပိုင်းပေါ့နော်တနည်းအားဖြင့် Salas ခစ်မရှိတော့တဲ့နောက်ပိုင်းမှာနီးပြအဆက်ဆက်လူခေါ်မှုတွေကိုလိုက်ကြည့်ကြည့်လိုက် Bruno Fernandez လောက်ကောင်းတဲ့ကစားသမားဆိုတာမရှိဘူးအခုအချိန်ကသူ့ရဲ့အကောင်းဆုံးအရွယ်တော့မဟုတ်ဘူး decline ဖြစ်နေပြီ decline ဆိုတော့အောက်ကိုကျနေဒါတော်မှပွဲစဉ်တိုင်းမှာဆွမ်းဆောင်ရင်အပြည့်နဲ့ကစားပေးနေတော့ဒါသည် Bruno Fernandez ရဲ့အသင်းပေါ်မှာချစ်တဲ့စိတ်တဲ့နေ ဲ့နော်သူ့ရဲ့ခံယူချက်ပိုင်းပဲဖြစ်ပါတယ်ဖာနန်ဒက်စ်ကိုဟိုက်ပြောနေတာလည်းမဟုတ်ပါဘူးဒါတော်တော်များလည်းသိပါတယ်ဆိုတော့ပိုင်းရဲ့နေရီရှိမှုတွေပွဲကိုဖတ်နိုင်စွမ်းတွေကကစားသမားတယောက်အတွက်အရင်ကြီးပါတယ်တင်ပလေးမှာလီဗာပူးကိုရှင်ဖို့ကမလွယ်ဘူးလीဗျာဒါကျွန်တော်တို့အားလုံးသိတာပဲတော်တော်အဲ့လိုပလေယာတယောက်ချင်းစီရဲ့အဲ့လိုခံယူချက်စိတ်သက်လုပ်ပြခြင်းစိတ်တွေကအရင်ခေတ်အကြာတယ်ဒီနေရာမှာကပတိန်ဘရူနိုဖာနန်ဒက်စ်ကအရေးကြီးဆုံးသူဖြစ်ခဲ့ပါတယ်အဲ့တော့ကျွန်တော်ကဖာနန်ဒက်စ်ကိုလည်းမေ့မထားသင့်ဘူးလို့ထင်တယ်ဒီနိုင်ပွဲမှာဖာနန်ဒက်စ်ကလည်းထုစစ်ပုံဖော်ခဲ့တဲ့ဒုတိ တယောက်တည်းမှာအပါဝင်ပဲဖြစ်ပါတယ်အဲ့တို့ကြောင့်အကြိုက်ဆုံးနံပါတ်1အဖြစ်ရွေးပေးလိုက်တာပါကဲကျွန်တော်အကြိုက်ဆုံး man of the match ကစားသမားရောဂေါင်ဂျီ harry maguire ဖြစ်ပါတယ် harry maguire ရဲ့တံပိုးတစ်ခုကိုပြန်လဲပြသသွားခဲ့တာပါခေါင်းတိုက်ကိုသွင်းပေးသွားလို့လားဆိုတော့လေအဲ့ဒီအချက်တစ်ချက်တည်းမဟုတ်ပါဘူးလမ်းမန်းစီရဲ့ရှေ့ CCB တနေရာမှာအကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့ကစားပြသွားခဲ့တဲ့ကစားသမားသည် Harry Maguire ဖြစ်ပါတယ်၃ယောက်တန်းခံစစ်မှာ ဂိုဒမားနဲ့ချိတ်ဆက်မှုအနည်းဆုံးနေရာက central center back ပြအဲ့တော့ central center back ဒီ SCB RCB ကစားသမား၂ယောက်ရဲ့နောက်မှာရှိတယ် highline defense တင်ဆော့ရင်လည်းသူဒီ last defender ပဲအမြင်မောရှင်းထုတ်ပုံတွေကောင်းတယ်ဘောလုံးဖြန့်ဝေမှုဘိုင်းတွေကောင်းတယ်ဦးစီးဦးဆောင်မှုဘိုင်းတွေပြောစရာမလိုဘူးအသင်းရဲ့အဖိုးတန်တော့နောက်ထပ်အနိုင်ကိုတကူကိုလည်းခေါင်းတိုက်ပြီးတော့သွင်းယူပြီးသွားခဲ့တယ်အဲ့တော့ကျွန်တော်ကတော့ဒီနေ့ပွဲတင်မှာ harry ရဲ့အားနည်းချက်ပြပါဆိုရင်တိတ်တောင်မရှိဘူး harry ဒီပေါ်တော်ခွင့်ပင်းပေးတယ်လို့အကောင်းဆုံးခြေလွှမ်းပြသနိုင်ခဲ့တဲ့ကစားသမား မားတစ်ယောက်ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ကဒီနေ့ပွဲစဉ်မှာ Harry Maguire ကိုအကြိုက်ဆုံးနံပါတ်1 Man of the Match ဖြစ်ရွေးပေးနေပဲ Video တွေမှာနားချင်ပါတယ်အဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းအားလုံးအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ